ရီစာမထမိမမီယူပဲလူပြိုကြီးလုံးနေရတဲ့အဓိကအကြောင်းရင်းကိုပြောလာတဲ့ဆွန်ဟောင်းမေပရောပမြေမှာထွန်းလင်းကြတဲ့အာရှတိုက်ကဘောလုံးကျဲပွေနေတဲ့မှာအအောင်မြင့်ဆုံးနဲ့အခမ်းအနားဆုံးကစားသမားလို့ဆိုရမှာပါရောပဘောလုံးလောကမှာနာမည်ကြီးခဲ့တဲ့အာရှကစားသမားတွေအများကြီးထွက်ပေါ်ပူခဲ့တယ်လို့ပရီးမီးယားလိမှာလည်းပက်ဂျီဆန်ရှင်ဂျီကာကာဝါစားတဲ့နာမည်ကြီးအာရှကစားသမားတွေရှိခဲ့ပါတယ်ဒါပေမဲ့သူတို့အားလုံးထက်ကောင်းမွန်တဲ့ခြေစွမ်းနဲ့ကြော်ကြားမှုတာလုံးတဲ့ကစားသမားကတော့ကိုရီးယားကျဲပွေကစားသမားဆွန်ဟောင်းမေပါ ဂျမန်ဘွန်ဒက်စ်လီဂါကလပ်ဟန်ဘန်နဲ့ဘိုင်ယန်လီဗာကူစင်အသင်းတို့မှကစားရင်းခြေစွမ်းတောက်ပါလာခဲ့တဲ့ဆွမ်အောင်မယား။ဂျာမနီမှာရှိနေခဲ့စဉ်ကတည်းကကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးတောင်ပန်ကစားသမားတစ်ဦးဖြစ်နေကြတာပါ။အဲဒီကနေ့တစဉ်2015ခုနှစ်မှာယူရိုတန်30နဲ့စပါတင်းကိုရောက်ရှိလာချိန်မှာတော့ဆွမ်အောင်မယားသူ့ရဲ့ကစားသမားဘဝနောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တယ်လို့ဆိုရပါမယ်။စပါတင်းမှာဆွမ်အောင်မယားတိုက်စစ်မှုအောင်ဟယ်ရီကိန်းနဲ့အတူနှစ်စဉ်တစ်တိုင်းအတွဲညညီခြေစွမ်းပြရင်ပရီးမီးယားလိသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတာပါ။ ူရဲ့တီးကြတဲ့ကံသွင်းချက်တွေကြောင့်တချို့မီဒီယာတွေကဆွမ်အောင်မေကိုအာရှတိုက်ရဲ့ဒေးဗစ်ဘက်ကန်အဖြစ်အမောတင်ကြပါသေးတယ်။အခုဆိုရင်ဆိုအောင်မေဟာစပါအသင်းနဲ့တောင်ကိုရီးယားအသင်းတို့အတွက်ပြိုင်ပွဲစုံ936ပွဲမှာ268ဂိုးအသွင်းက120ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်တာပါတူချင်းစုတစိအနေနဲ့ဆိုအောင်မေဟာအာရှတိုက်ရဲ့အကောင်ဆုံးကစားသမားစုကမ္ဘာအလှဆုံးဂိုးအသွင်းသူပုတ်ကက်စုအပါအဝင်စုရီတော်တော်များများစုခိုးထားနိုင်တာဖြစ်ပါတယ်အခုလက်ရှိဆိုအောင်မေရဲ့တည်တင်ဝင်ငွေကတော့တပတ်လောက်ကပေါင်1,9200နဲ့ ဒီနေ့ကိုပေါင်ကိုတန်းကျော်ဆယ်တန်းဒီပါအထိရရှိနေတာလည်းဖြစ်ပါတယ်။ဒီလိုအောင်မြင်ကြော်ကြားပြေဆုံးနေတဲ့ဆောင်းအောင်မြင်ရဲ့ဘဝမှာလဲဟာနေတာတခုရှိပါတယ်။အရာကတော့ချီးအမဲချစ်သူကောင်းပါလေးပါပဲ။တခြားနမဲကျော်ဘလုံးသမားတွေတော်တော်များများဟာလက်ထပ်ပြီးတာယာတဲ့မိသားစုတီထောင်နေကြတာရှိသလိုတချို့ကလည်းမိမလာတွေထဲလဲတွဲနေကြတဲ့ play boy တွေလည်းရှိပါတယ်။ဒါပေမဲ့ဆောင်းအောင်မြင်ကတော့ချစ်သူမိန်းကလေးနဲ့ပတ်သက်ပြီးတရားဝင်တရေမတွေ့ရပါဘူး။ အစောပိုင်းမှာ Blackpink ကဘောအဖွဲ့ကကြီးစုနဲ့ဒိတ်နေတယ်ဆိုတော့တချို့ကော်လာဟာလာသတင်းတွေလောက်ပဲထွက်ခဲ့ကပုံမှန်အားဖြင့်စွာမင်းအခြေအနေသတင်းကတိတ်ဆိတ်ငြိမ်သက်နေတာပါဆူအောင်မီလိုရုပ်ရည်ချောင်းမပြေဆုံးပြီးမိမလာလေးတွေဝိုင်းနေတယ်ပြိုတန်းကြိုက်တဲ့နှင်းစီကန်ကအခုလိုလူပြိုကြီးဖြစ်နေတာကနည်းနည်းထူးဆန်းနေတာလည်းဖြစ်ပါလေဒါပေမဲ့အခုအခါမှာတော့တောင်ကိုရီးယားစူပါစတာကသူ့အခုအချိန်ထိဟီဆာမထမိမမီယူပဲဘာကြောင့်လူပြိုကြီးဖြစ်နေရသလဲဆိုတာကိုထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်စပါတင်းကကျင်းပါတယ်နိုင်ငံတကာအမျိုးသမီးများနဲ့အခမ်းအနားမှာဆူအောင်မင်းပြောတာကအဖေကကျွန်တော်ကိုပြောပါတယ် တာရီမင်းအနေနဲ့ professional ဘောလုံးသမားဘဝမှာလည်းထိတ်ဆုံးနံပါတ်1ဖြစ်ရမှာဖြစ်တယ်လို့အင်းအောင်ရှင်မျိုးသားဘဝမှာလည်းနံပါတ်1ဖြစ်အောင်ကြိုးစားရမယ်တဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ professional ဘောလုံးသမားအဖြစ်နဲ့ကိုအင်းအောင်ရှင်မျိုးသားဖြစ်နေပါတာဝန်ကြီးအောင်လို့ကစားသမားဘဝကအနာယူပြီးမှလက်ထပ်ဖို့တနိုင်တန်ချရတာပါပါလို့လဲဆိုတော့ကျွန်တော်ကအခုအချိန်မှာဘောလုံးကစားတာမှာအကောင်ဆုံးဖြစ်အောင်ပဲအာယုံစိုက်ထားရတဲ့အတွက်ဒီအချိန်မှာအချစ်ကြီးနဲ့အိမ်တော်ကြီးကိုအာယုံစိုက်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်လက်မထက်သေးတာပါဒါပေမဲ့ကျွန်တော်အနေနဲ့အခုလိုထိတ်တဲ့ကစားသမားဘွားကိုဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲမသိပါဘူး ကျွန်တော်အသက်33-34နှစ်လောက်ဖြစ်လို့ professional ကစားသမားဘဝကအနာယူပြီးရတော့မိသားစုဘဝလေးကိုအေးအေးဆေးဆေးတည်ဆောက်ဖို့အချိန်ရမှာပါ။အဲ့ဒီအချိန်ကြာမှသာအခြေရေးကိုစဉ်းစားပါမယ်။ဒီအချိန်မှာတော့ကျွန်တော်အဖေကိုပေးထားတဲ့ကတိအတိုင်းအခြေရေးကိုမစဉ်းစားသေးပဲဘောလုံးတစ်ခုလေးကိုပဲအာယုံစိုက်ထားတာပါလို့စွမ်အောင်မင်းကယဉ်ဖွင့်ခဲ့ပါတယ်။ဒီတော့စွမ်အောင်မင်းတယောက်သူ့ရဲ့ဖူးစာရှင်ကိုဘောလုံးကစားသမားဘဝကနေအနာယူပြီးမှပဲလိုက်ရှာဖို့ရှိနေတာဖြစ်ပါတယ်။